Welcome to our latest episode. I'm your host, San. ဒီနေ့ကတော့အားလုံးသိရတိုင်းပဲ media နေဖြစ်တယ်၊ media ဖြစ်တယ်။အဲတော့ကြောင့် media ဆိုတာကဘယ်ကနေစပြီးတော့ဖြစ်ပေါ်လာတာလဲ။အဲဒီမှာလူတွေဘာတွေလုပ်လို့ရှိကြလဲ။ဘာအကြောင်းညာတွေမြန်မာနိုင်ငံမှာရော media နဲ့ပတ်သက်ပြီးတော့ဘာတွေရိုက်ခတ်မှုရှိလဲဆိုတာကိုကျွန်တော်ဒီ podcast တွေမှာပြောပြသွားမှာပါ။မေလာတရနေ့ဆိုတာကမေဒီပေါ့နော်မေဒီပြောမှဆို Labor Day လို့လည်းခေါ်တယ်။လောက်သမားနေ့လို့ခေါ်ရပါတော့ လုံသမားနေတို့ခေါ်တဲ့အတိုင်းပဲအလုံသမားတွေကနေစပြီးတော့ဒီရက်ကဖြစ်ပေါ်လာတယ်။အဲ့တော့ဒီနေ့ကအလုံသမားတွေရဲ့စီးလုံးညီညွတ်မှုတွေသူတို့ရဲ့ဆွမ်းဆောင်ရည်တွေလူမှုစီးပွားရေးဘာမှာအလုံသမားဆိုတာဒီကျွန်တော်နိုင်ငံတနိုင်ငံမှာအလုံသမားလူ dance ဆိုတာဘလောက်အရေးပါတယ်အရေးပါတယ်ခန်းကဏ္ဍနေဘလိုမျိုးဘလို leading rules တကူကနေဘလိုမျိုးသူတို့က play လုပ်နေလဲဆိုတာကိုအာဂုံပြူရဲ့နေ ပေါ်ပြတဲ့နေ့လို့လည်းကျွန်တော်တတ်မှတ်လို့ရတယ်။ဆကိုရစုနောင်ပိုင်းမှာစက်မှုတော်လိုင်းရေးဆိုတာကြီးဖြစ်လာတယ်။အဲ့တော့အဲ့ဒီစက်မှုတော်လိုင်းကြီးဖြစ်ပေါ်လာတဲ့အများအလုပ်သမားတွေကလည်းပို့ပြီးတော့အလုပ်ပို့ပြီးတော့အလုပ်လုပ်ရတယ်အလုပ်ပို့ဆင်းရတယ်။သူတို့မှအဲ့တုန်းကတရက်ကိုအလုပ်ချိန်၈နိုင်ဆိုတာမရှိခဲ့ဘူး။အဲ့တော့သူတို့တွေကအလုပ်ကိုတနေ့ကိုဘယ်လိုအလုပ်လုပ်ရလဲဆိုတာကိုကျွန်တော်ဒီဘက်မှာနည်းနည်းလေးရှင်းပြပေးမယ်။အဲ့ဒီစက်မှုတော်လိုင်းကြီး ဆက်မှုတော်လှန်ရေးပေါ့နော် industrial revolution ဆိုတာရဲ့ဖြစ်ပြီးရဲ့နောက်ပိုင်းမှာစိုက်ယုံအလုံးယုံတွေအရန်ပေါ်များလာတယ်။အဲတယောက်နဲ့တယောက်အပြိုင်ဆိုင်နေစိုက်ယုံအလုံးယုံတွေတီထောင်လာတယ်။အဲဒီမှာအလုံသမားတွေကလည်းလိုအပ်ချက်တွေရှိလာရတဲ့ကြောင့်မလို့အလုံသမားတွေဥယေကလည်းအများကြီးဝင်လုပ်ကြတယ်။ဒါပေမဲ့ idon ကအဲဒီခေတ်တုန်းကအလုံသမားတွေရဲ့ဘဝတအားဆိုးရတယ်။ဒီဘက်ခေတ်ကအလုံသမားတွေလိုမျိုးရပိုင်ခွင့်တွေအလုံသမားရပိုင်ခွင့်တွေအာအကျိုးခံစားမှုတွေဆိုတော့ဒါမှမများများဆဆမရှိဘူး။ OD OD ဆိုတာတော့မရှိဘူးသူတို့စီမှာ တ်ရက်ဆိုတာလည်းမရှိဘူးနော်အဲ့တော့သူတို့တွေရဲ့အလုံးလုံးကင်ရတဲ့ပုံစံတချို့ကဘယ်လိုမျိုးလဲဆိုတော့နံပါတ်၁ချက်ကရက်ရှိလာများအလုံးလုံးပါတယ်သူတို့အလုံးလုံးတဲ့အချိန်ဟာအတိအကျမရှိဘူးမနေ့မိုးနေ့ကနေညမိုးချုပ်တဲ့အထိတခါတလေကြာလို့ရှိရင်တရက်ကို10နိုင်နေ16နိုင်နေဒီလောက်သူတို့ကအလုံးလုံးရတယ်အဲ့19ရာစုနောက်ပိုင်းကဒီ industrial revolution နောက်ပိုင်းကပေါ့နော်ခြေနေပေါ့အဲ့ခေတ်ရဲ့အချိန်တွေကအဖြစ်အပျက်ကအလုံးလုံးလုံးရတယ်တပတ်မှာ ခုနှစ်ရလုံးလုံးအလုပ်လုပ်ရတာလည်းရှိတယ်။လုံးဝပိတ်ရက်ကိုမရှိရ။တလလုံးနေမှာတရပဲပိတ်တာမျိုးရှိတယ်။ပြီးတော့လောက်ခလာစားတယ်ဒါကနေရပေါ့နော်။ပြီးတော့စက်ရုံလုံးရုံလို့ပြောတဲ့အတိုင်းပဲ NDA များတဲ့လုပ်ငန်းခွင်ရင်းတို့ကဖြတ်တန်းရတယ်။အမနေဂျာပေါ့နော်။အရင် NDA များတယ်။အိုက်ခစ်တို့ကသူမျိုးနှီးပညာကလည်းမထုံကားသေးဘူး။ safety တွေဆိုတာလည်းမရှိသေးတဲ့အတွက်ကြောင့်မလို့စက်ရုံလုံးရုံနေမှာတတ်ထုတွင်းနေရေနံဒူပေါ်ရဲ့လုပ်ငန်းခွင်တွေအဲ့ဒီမှာလုံးဝလုံးချုံမှုမရှိဘူး။ မိုင်းတွင်းတွေမှာဆိုလို့ရှိရင်ခဏခဏမိုင်းတွင်းမြေပြိုတယ်သတ္ထုတွင်းတွေမှာမြေပြိုတယ်စမှုကရိယာတွေနဲ့မတော်တဆမှုတွေအများအားဖြစ်တယ်အကာအကွယ်ပစ္စည်းဆိုတာလည်းမရှိဘူးအလုပ်သမားအတွက်ဘာခွင့်ရေးမှမရှိရဲ့အခါကျတော့ safety equipment တွေ tools တွေဆိုတာလည်းအလုပ်သမားတွေအတွက်မပေးထားဘူးပေါ့နော်အဲ့တော့အလုပ်သမားတွေထိခိုက်ဒဏ်ရာရတာမတတ်မဆွမ်းဖြစ်တာတွေနောက်ဆုံးတေဆုံးတဲ့အထိကိုသူတို့ကြုံတွေ့ရတယ်နံပါတ်3ချက်ကတော့လောက်ခလာစာအရင်နေတာ လောကလားစာလည်းတော်တော်နေရမိသားစုတစုရက်တီဖို့မလုံနိုင်နိုင်တဲ့အတွက်မိသားစုတစုမှာ၄ယောက်ရှိရဆိုလို့ရှိရင်ခလေးရအစပေါ့နော်အဲ့၄ယောက်လုံးကအလုပ်ဝင်လုံးမှရက်တီနိုင်တဲ့အနေအထားမျိုးရှိခဲ့ရပေါ့နော်နောက်ပြီးတော့အရန်ဆိုရတဲ့လုပ်ငန်းခွင်အချိန်တွေရှိရဲဆက်ရုံနေရအရန်ချင်းချက်ပြီးလုံဝင်တစ်ထပ်လုံးဝမကောင်းဘုံမုံနေအမြဲပြည့်ပြီးတော့လင်းရောက်ဆိုလည်းမရှိဘူးအဲ့တော့ iPad kit ရဲ့ဗီဒီယိုတွေကြည့်မယ်ဆိုလို့ရှိရင်မှောင်မှောင်မဲမဲနဲ့ပေတီးပေဆုပ်တည်မလားအများအမ်းညက်ပပီနေတဲ့ဝက်စားတွေနဲ့အလုံးလုံးနေရတဲ့ စိတ်ယုံလို့သမားတွေကိုအပြည့်ခေရုပ်ရှင်တွေမှာတွေ့ရမှာပေါ့နော်အထူးသဖြင့်ကျွန်တော် PK blinder ဆိုပါတော့အိုက်ကားတွေမှာဆိုလို့ရှိရင်မြင်ရလိမ့်မယ်နောက်ပြီးတော့ clay လို့သမားတွေငယ်ရွယ်တဲ့ clay တွေကိုသူတို့လောက်ခလားစာနည်းနည်းပဲပေးပြီးတခါကြလို့ရှိရင်လောက်ခလားစာတော့မပေးဘဲနဲ့ free ခေါ်ခိုင်းတာကြီးလည်းခံခဲ့ရရပါတော့သူတို့ကလူကြီးနဲ့ဒန်းလူလှုပ်လှုပ်ရတယ်လူကြီးလှုပ်တဲ့အလုပ်ကိုဒန်းလူလှုပ်ရတယ်ခလေးဆိုပြီးတော့ shop ပေါ်ပြီးတော့ခိုင်းတာမျိုးမရှိဘူးအကုန်ဒန်းလူလှုပ်ရတယ်ပြီးတော့လူကြီးတွေအတိုင်းပဲရက်ရှိလာများလှုပ်လှုပ်ရတယ်သူတို့ရဲ့ တရက်လုံးလုံးချန်16နာရီလည်းဖြစ်ဖြစ်မယ်ဒီခါကျန် OD ရှိရဲ့ overtime ဆိုပြီးတော့ခေါ်ပြီးတော့ပတ်ဆက်မပေးဘဲနဲ့ပလိန်လုံးလုံးခိုင်းတာလည်းရှိရဲ့အဲ့တော့သူတို့တွေကခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာအရန်ဖွံ့ဖြိုးမှုမရှိဘဲနဲ့တော်တော်ဆူဆူရွာကလေးတွေရဲ့ဒီ life style လည်းအရန်ထိခိုက်စေခဲ့ပါတော့နောက်ဆုံးအချက်ကတော့အလုပ်သမားခွင့်ရမရှိတာအဲ့ဒီအချိန်တုန်းကခုနအပေါ်အပြောပြခဲ့တဲ့အချက်တွေကိုလုံးဝ cover လုပ်ပေးနိုင်မယ့်လုံးဝပြန်ပြီးတော့ တိုက်ခိုက်ပေးနိုင်မယ်ဥပဒေဆိုတာမျိုးကြီးအဲ့ချိန်တော့အလုံးဝမရှိခဲ့ဘူးအဲ့တော့လှုပ်ချိန်เนี่ยသူတို့စက်ရုံကလှုပ်သမားတွေကိုသူတို့မိုင်းတွေကလှုပ်သမားတွေသူတို့တပ်ထုတွင်းကလှုပ်အလှုပ်သမားတွေအကုန်လုံးကိုကျုံလိုမျိုးခိုင်းခဲ့ကြတာပါเนาะအဲ့တော့လှုပ်သမားတွေခြားထဲမှာအဲ့လိုမျိုးတိုင်ကြားဖို့အတင်းဖွဲ့ဖွဲ့စည်းဆိုတာလည်းမရှိဘူးဖွဲ့လို့လည်းမရအောင်အစိုးရကနေပြီးတော့အဲ့ဒီဘူဇွာလူတန်းစားရင်းနေပေါ့နော်ပြောမယ်ဆိုခုနကအလုပ်ရှင်လူတန်းစားရင်းနေပေါင်းပြီးတော့အစိုးရလည်းပြစ်ရလောက်ထားတဲ့ကာလတွေပေါ့ ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်ကလူသမားတွေကခေတ်သစ်ဂျုံစနစ်ကိုဖျက်ဆီးခဲ့ရတယ်လို့တောင်မှပြောရမယ်။ဘာလို့လဲဆိုတော့အရန်ပင်ပန်းပြီးတော့သူတို့ကစင်စင်ရင်းနဲ့အသက်ရှင်နေထိုင်ခဲ့ရတယ်။အားကြောင့်လည်းသူတို့ရဲ့ခွင့်ရီးတွေကစူးစူးပြီးတော့တိုက်ပွဲဝင်ခဲ့ကြတာပေါ့နော်။မှန်ရရပြောရမယ်ဆိုလို့ရှိရင်တော့အမေရိကန်မှာရှိတဲ့ Hey Market ဆိုတဲ့ဒီအရေးခင်းရနေပြီးတော့အလို့သမားနေရာစလာတယ်လို့ပြောလို့ရမယ်။1886ခုနှစ်မေ၄ရက်နေ့မှာအမေရိကန်နိုင်ငံရှီကာဂိုမြို့မှာ Hey Market square ပေါ့နော်ဟေးမတ်ခက်ရင်းပြင်ပေါ့အဲ့ဒီအဲ့ဒီဈေးရင်းပြင်မှာအရေးခင်တခုဖြစ်သွားတယ်။အဲ့ဒီရေးခင်ဖြစ်ရတဲ့အဓိကအကြောင်းအရကျတော့ဒီအလုံသမားတွေကအလုံလုံချိန်တရက်ကို7နာရီအလုံလုံခွင့်ပဲရှိရမယ်ဆိုရဲဆန္ဒပြပွဲတခုကိုအလုံသမားတွေတောင်းဆိုတာ။အလုံသမားတွေကခုနပြောတဲ့ပြောရသလိုပဲပေါ့နော်။အရန်ပင်မင်းလာတဲ့အခါကျတော့သူတို့ကအလုံသမားတွေကအလုံသမားတမတ်ကဆိုပြောဖဲ့စည်းလိုက်ကြတယ်။အလုံသမားတွေကသူတို့အားလုံးကနေကိုစားပြုပြီးတော့ဒီတမတ်ကနေပြောတောင်းဆိုပေးကြတယ်။ လူသမားတွေလုပ်ငန်းခွင်မှာဒီလိုကြီးခံရတယ်ဒီလိုရပိုင်ခွင့်ဒီလုံးဝမရှိဘူးအဲ့ဒီနဲ့ပတ်သက်ပြီးတော့ဓာတ်ရီရှိရမယ်ဆိုပြီးသူတို့တောင်းဆိုရပါတော့အဲ့ဒီကမှအရန်အရေးပါတဲ့အချက်တစ်ချက်ကတည့်ရက်ကိုအလုပ်ချိန်၈နာရီပဲအလုပ်လုပ်ရမယ်ဆိုတဲ့အချက်ဒီအချက်ကြောင့်အဲ့အချက်အကြောင်းပဲကျွန်တော်တို့အခုလက်ရှိဒီလက်ရှိ2025ကျွန်တော်အခုစကားပြောနေတဲ့အချိန်မှာလူတိုင်းလူတိုင်းကတည့်ရက်ကို၈နာရီပဲအလုပ်စင်ရမယ်ဆိုတိုင်းမျိုးဖြစ်သွားခဲ့ရပါတော့သူတို့တွေဥဆောင်ဆန္ဒပြခဲ့လို့ကျွန်တော်တို့ရဲ့အလုပ်သမား ဒီအကျိုးခံစား권နေအလုံသမားရပိုင်권နေအကုန်လုံးပြောင်းလဲလာပြီး revolution တစ်ခုဖြစ်လာပြီးတော့ကျွန်တော်တို့ကအခုအချိန်မှာအလုံသမားတွေကအလုံရှင်နေတဲ့ဒန်းလူနင်းနှဲငါနဲ့ level down ပြောနိုင်တဲ့အနေအထားတစ်ခုကိုတရားဥပဒေနေနဲ့ကျွန်တော်တို့ကရှိလာတာပေါ့နော်ကဲခုနအကြောင်းပြန်ဆက်မယ်ဆိုလို့ရှင်တော့အလုံသမားတွေကတရက်ကို၈နာရီပဲအလုံလောက်ရမယ်ဆိုရင်အချက်ကိုအလုံသမားသမက်ကတွေက1986ပေါ့နော်မေလ၄ရက်နေ့မှာအမေရိကန်နိုင်ငံရှီကာဂို Hill Market Square မှာသူကဆန္ဒပြတယ် ဲ့တော့လူသမားတွေကဘာလို့တောင်းဆိုလဲဆိုတော့အဲခုနလိုပေါ့ပင်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 တနေ့တနေ့အလုပ်လုပ်ရတယ်။လားစာဆိုတာလည်းလုံးဝမလုံလောက်တဲ့ပမာဏကိုပဲပေးရတယ်။အဲ့အတွက်ကြောင့်လူသမားတွေကအဆင်မပြေဘူးပေါ့နော်။သူတို့တရက်ကို၈နာရီပဲအလုပ်လုပ်ခွင့်ရှိရမယ်ဆိုပြီးတော့စူးစီးတောင်းဆိုတယ်။ပြောရမယ်ဆိုလို့ရှိရင်မေလတရက်နေ့မှာစပြီးတော့ဒါသူတို့ကစပြီးတော့ရှီကာဂိုမှာဆန္ဒပြတယ်။အမေအဲ့ဒီဆန္ဒပြကိုတရက်ထဲနဲ့မပြီးသွားဘူး။ရက်ကြီးဆက်လာတယ်။ ရက်ကြီးဆက်ပြီးတော့နောက်မေလ3ရက်နေ့မှာစပြီးတော့အာပြစ်ခတ်ပြီးတော့ဖြိုခွင်းနေပါတော့မေလ3ရက်နေ့မှာအဲ့ Mac Comic Harvesting Machine Company ဆိုတဲ့ company ကအဲ့အလုပ်သမားတွေကဆန္ဒပြတယ်အဲ့အဲ့အဖွဲ့ကအဲ့အဲ့ company ရဲ့အလုပ်သမားတွေကဆန္ဒပြရင်လည်းရဲတွေကလုံးဝဖြိုခွင်းတာပါဖြိုခွင်းတော့ရဲတွေပြစ်လို့အလုပ်သမားတော်တော်များတည်ဆုံပြီးတော့ဒဏ်ရာရခဲ့အဲ့ရနေပြီးတော့ဘလို့ပူကြီးထွားသွားလဲဆိုတော့မေလ4ရက်နေ့မှာဒါခုန3ရက်နေ့မှာပေါ့နော်3ရက်နေ့မှာ ဒီ McCormick Harvesting Machine ဆိုတဲ့ company ကလူတွေတည်သွားကြတယ်။အဲ့တော့မေလ၄ရက်နေ့မှာပို့ပြီးအုံကြွပြီးတော့လူတို့ကဒေါသပို့ထွက်လာတယ်။ဒေါသပို့ထွက်လာတဲ့လူတို့နဲ့အခြားဟိုမခံမရနိုင်တဲ့လူတွေကတော့ပဲဝင်ပေါင်းပြီးတော့အလုပ်သမားတွေနဲ့သူတို့ပြည်သူလူတို့ရဲ့အကုန်လုံးအထွေထွေ debate အထွေထွေတော့မဟုတ်ဘောနော် sorry သူတို့ရဲ့ email ကြတော့တခုပဲရှိရယ်ထွေထွေ debate တော့မဟုတ်လုံးဝစုပေါင်းပြီးတော့ Hey Market Square မှာဆန္ဒပြတယ်။အဲ့ဆန္ဒပြပွဲဟာ ACC နဲ့ပြီးဆုံးလူနေပါဖြစ်နေတဲ့အချိန်ပေါ့နော်။အားလုံးက အာငင်းငင်းချမ်းချမ်းပဲဆန္ဒပြနေတယ်အဲ့အချိန်မှာဒူအုပ်ကြားတဲ့နေဘုံလုံးပောက်ကွဲတယ်အဲ့တော့ဟေးမတ်ကက် square မှာဘုံပောက်ကွဲမှု၄ရက်နေမှာဖြစ်သွားတယ်အဲ့ဘုံပောက်ကွဲမှုကြောင့်နောက်ပိုင်းမှာရဲအရာရှိတူကလည်းပွဲချင်းပြီးတေဆုံသွားပြီးတော့နောက်ပြီးအဲ့ပွဲချင်းထဲမှာပဲနောက်ထပ်ရဲအရာရှိ၆ဦးကလည်းထပ်ပြီးတေဆုံသွားတယ်အဲ့ဒီဖြစ်အကြောင်းအလုပ်သမားတွေကိုနှိမ်နှင်းဖို့ဒီအစိုးရနဲ့အာဏာပိုင်တွေကအကြောင်းပြချက်ကြီးတခုရသွားတာပေါ့နော်အကြမ်းဖက်လုပ်ရတဲ့လုပ်တယ်ပြည်သူလူထုကို အာငြိမ်းငြိမ်းချမ်းချမ်းနေလို့မရအောင်လုပ်တယ်စူပူအောင်လုပ်တယ်ဖနစ်ဖြစ်အောင်လုပ်တယ်ဆိုပြီးတော့အာလောက်တမသမကခေါင်းဆောင်တွေကိုဖန်စီဗီတရားဆွဲပြီးတော့တချို့တည်တံပြီးခဲ့ဒါပေမဲ့အဲ့ဒီဟေးမတ်ကရေခင်းကားနေပြီးတော့ပေးဆက်ခဲ့ရတဲ့ပေးဆက်မှုကတတော်အာကြီးတယ်အဲ့ဒီပေးဆက်မှုကြောင့်ပဲကျွန်တော်အခုလက်ရှိပေါ့နော်ကျွန်တော်တို့အားလုံးကအလုတ်ချိန်တရက်ကို၈နာရီအလုတ်လုပ်ခွင့်ရပါတယ် အဲ့ဒါမေလ၄ရက်နေ့ဘုံပေါက်ကွဲမှုကနေစပြီးတော့ကျွန်တော်တို့ရဲ့လှုပ်လှုပ်ချိန်နေအကုန်လုံးပြောင်းလဲသွားပါတော့ဒါကကဘာရဲ့ကဘာတမိုင်းမှာအရန်ရေးကြီးရဲ့မှတ်တိုင်တစ်ခုလို့လည်းပြောလို့ရတယ်နောက်ပြီးတော့အခုကျွန်တော်တောင်းနေတဲ့ထပ်ပါဆိုရဲဘီယာကလည်းဒါအလုံသမားတမတ်ကဒီအလုံအလုံသမားတွေကိုစားပြုရဲ့ဒုတိယရဲ့နာမည်ကိုပေါ့နော်အိုင်မီတာဆိုရဲ့နာမည်ကိုပေးပြီးတော့ဘီယာကမ်ပဏီထောင်တာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီနေ့မှတောင်းတဲ့ဘီယာပြောမယ်ဆိုလို့ရှိရင်ထပ်ပါဘီယာလို့လည်းပြောလို့ရတယ်โอเคနောက်ပြီးတော့ အရင်တော့အလုပ်လုပ်ချိန်ဟာ၈နာရီရပြီအဲ၈နာရီလည်းမရှိခဲ့ဘူးနောက်ပိုင်း၈နာရီရလာတယ်နောက်ပြီးတော့အလုပ်ပိတ်တဲ့ပိတ်ရက်ကိုလည်းဗန်ပိတ်ရက်တွေကိုပဲပိတ်အောင်ဆိုပြီးတော့ဒါလဝဲအတွေ့အော်ရှိတဲ့အင်္ဂလန်မှာရှိတဲ့အာပါလီမန်အမတ်တဘူးကလာမသိဘူးပေါ့နော်ဒါကကျွန်တော်သိချာမမှတ်ထားမိလို့အဲ့အမတ်တဘူးကနေပြီးတော့လူသမားတွေကဗန်ပိတ်တဲ့ပိတ်ရက်မှာအလုပ်လုပ်ရမလို့တဲ့အတွက်ကြောင့်မလို့ဗန်ဒီအားလုံးလည်းပိတ်တဲ့အတွက်ကြောင့်မလို့အိုင်းနေကိုပါပိတ်တင်နေဆိုပြီးတော့စနေတင်းတွေတစ်ပတ်နှစ်ရက်ပိတ်တယ်ဆိုတော့ rules အစ်တစ်ပေါ့နော်ဥပဒေအစ်တစ်တစ်ခုထပ်ပြီးတော့ထွက်လာတယ်။အဲဒီဥပဒေတွေကသူတို့လောက်သမားတွေရှေးရခင်ကျွန်တော်တို့ရဲ့မျိုးဆက်တွေပေါ့နော်ကျွန်တော်တို့ရဲ့ဟိုအရင်က generation တွေကဟိုဆန္ဒပြပေးခဲ့တယ်သူတို့ပေးဆက်ပြီးတော့လုပ်ပေးခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအချိုးမြတ်ကိုအခုချိန်မှာပြန်ပြီးခန်းစားရတဲ့အတွက်ကြောင့်မလို့ဒါတွေကမမေ့တင်ပေါ့နော်။အဲ့တော့မြန်မာနိုင်ငံမှာလည်းတခြားဗာလုရှောင်းမှုရှိလဲဆိုတော့မြန်မာနိုင်ငံမှာလည်းဒီကိုလိုနီခေတ်တုန်းကလောက်သမားလောက်ရှောင်းမှုရှိခဲ့ အဲအဲ့ဒီတုန်းကမြန်မာလူသမားမအလုသမားတွေကသူတို့အခွင့်အရေးတွေအတွက်ကြားပိုင်권တွေရဖို့အတွက်သူတို့တမကကြီးဖွဲ့ပြီးတော့အမြင်လှုပ်ရှားမှုကြီးလှုပ်ခဲ့ကြတယ်။1920ပြည့်နှစ်တွေမှာဆိုလို့ရှိရင်လည်းဒီရန်ကုန်စိတ်ကန်းအလုသမားတပိတ်ကတော်တော်လေးနမည်ကြီးရဲ့အလုသမားလှုပ်ရှားမှုတပိတ်လို့ပြောလို့ရတယ်။သူတို့ကဘာလို့အဓိကတောင်းဆိုလဲဆိုတော့လောက်ခလားစာတိုးမြင့်ရေးတွေတော့လုပ်ငန်းခွင့်အခြေအနေတွေပေါ့နော်။အလုအလုသမားတွေကိုလုပ်ငန်းခွင့်မှာ အာ safe ဖြစ်အောင်ဗောနောလုပ်ငန်းဝင်မှာအဲ့လိုမျိုး supportive ဖြစ်တဲ့လုပ်ငန်းဝင်ဖြစ်လာအောင်လုပ်တတ်ကောင်းမွန်လာအောင်အတွက်သူတို့အဲ့အချက်တွေတောင်းဆိုတယ်။နောက်ပြီး1930ပြည်နှစ်မှာဆိုလို့ရှိရင်ရင်းနေမြေလူသမားတပိတ်တွေပြီးတော့တောင်သူလူသမားတပိတ်တွေ ਨੇ ကိုလိုနီအစိုးရကြောင့်ကိုရီးယားဖိအားပေးပြီးတော့ကြောင့်တောင်းဆိုခဲ့ရမျိုးရှိရဲ့လူလက်ရေးရပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်မြန်မာနိုင်ငံလူသမားတွေရဲ့ခွင့်ရေးတွေအတွက်လှုံ့ဆော်မှုတွေအများနဲ့စက်တိုက်စက်တိုက်ကျွန်တော်ဖြစ်ပေါ်ခဲ့တယ်။အဲ့အတွက်ကြောင့်လည်း အဲနိုင်ငံရေးအရာဖိအားပေးနိုင်တာတွေလည်းအများကြီးရှိခဲ့ပါတော့ဒီနေ့လက်ရှိဒီနေ့အချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တည်င်းပုတ်ဖတ်လိုက်ရတယ်တရက်ကိုအလုံးလုံးအာလောဟာကပေါ့နော်၄တောင်း၈00ကမလုံလောက်တော့တဲ့အတွက်ကြောင့်မလို့တရက်လောဟာက၂တောင်းဖြစ်ဖို့တောင်းဆိုရဲဆိုရဲတည်င်းဖတ်လိုက်ရတယ်ဒါကလည်းဖြစ်တင်တယ်ဒီခေတ်အနေထားကြီးမှာတော့ဒီတရက်၄တောင်း၈00ဆိုဘလို့မှဆက်လို့မရခမင်းတစ်နှစ်တောင်းမှ၄တောင်းဖြစ်နေ၃တောင်း၄တောင်းဖြစ်နေအဲ့တော့တရက်ကိုအနည်းဆုံးအနည်းဆုံးဒုက္ခက ၄၈၀၀ဆိုဘလို့မှလူတယောက်ကောင်းကောင်းယက်တိနိုင်တဲ့အနေဒါမဟုတ်တော့ဘူးအဲ့တော့ကြောင့်မလို့တရက်ကို၂၀၀၀မှယက်တိနိုင်တော့မယ်လို့ဒါကျွန်တော်အားလုံးမြင်လာကြပါတော့အားလုံးလည်းဒီခေတ်အချိန်တွေကုန်စည်နှုန်းတွေဒေါ်လာစီညင်မာမှုတွေမြန်မာငွေကြက်တံမှုကြဆင်းမှုတွေအားလုံးဒီမှာဘဲဥတလုံးကြုတ်တလုံးဘလောက်လဲ6900ရာ ဖြစ်နေရယ် coffee mix တထုပ်ဆိုလို့ရှိရင်လည်းတထုပ်ကို800ရာဖြစ်နေပြီဆိုတော့အားလောက်ဖြစ်နေတဲ့အချိန်မှာ၄800ရာကဒါဘလို့မှမဖြစ်တဲ့ဘူးပေါ့နော် ဒါကျွန်တော်မသိနိုင်လို့ဘယ်မှာဆန္ဒပြခဲ့လဲဆိုတာကျွန်တော်မသိနိုင်လို့သိလိုက်လို့ရှင်ကိုတွေလည်းဟိုခေကောင်းတဲ့အချိန်ပါလို့ရတယ်ဆိုလို့ရှင်သွားပါပြီးတော့တသားလေးရက်တည်ကြတာဘာလို့ကိုလည်းအလုပ်သမားပဲလေဆိုတော့အလုပ်သမားနေ့ဆိုတာရတော့မေ့ဘူးတော့မသိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုကိုယ်တိုင်အလုပ်သမားဖြစ်နေသေးတယ်ဗျာဒီအလုပ်သမားနေ့ကိုတည်တင်တယ်ဘာကြောင့်ငါတို့အခုလို့မျိုးအလုပ်ပိတ်ပိတ်ရက်တွေကရနေရလဲတနည်းမှာ annual leave ဘယ်နေရရမယ် casual leave ဘယ်နေရရမယ်စတဲ့ law တွေကဘာကြောင့်ဖြစ်လာတာလဲ ။ဘာကြောင့်ငါတို့ဒီခွင့်ရည်ကြီးနေရလဲ။လုံးမှာလာစားအတွက်ဟိုလူမှုဖူလုံရေးဂျေးတွေရှိမယ်။တခြားအချို့ခံစားခွင့်တွေ OT ဆိုတာ OT ဂျေးတွေရှိမယ်။ဒါတွေဘာကြောင့်ငါတို့ကရနေရလဲဆိုတာကြည့်မယ်ဆိုလို့ရှင်ဒီတမိုင်းမှတ်တိုင်တွေကသူတို့ရှိရခင်မျိုးဆက်တွေရဲ့အလုပ်သမားခေါင်းဆောင်တွေတမကတွေရဲ့ပြီးဆက်တဲ့ပြီးဆက်မှုတွေကြောင့်ကျွန်တော်တို့ကဒီခွင့်ရည်တွေဒီနေ့ဒီချိန်မှာရခဲ့တယ်လို့ပြောလို့ရတယ်။ဆိုတော့ I'll see you in next episode. Bye.